အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါသကြောင့်ပျက်စီးဆုံးရှုံးစေနိုင်တဲ့အရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒေါသဟာလူသားတွေရဲ့ဘဝမှာအဆိုးရွားဆုံးသောစိတ်အခြေအနေတစ်ခုဖြစ်ပြီးလက်ကောင်းကြောင့်ဆုံးရှုံးရတဲ့အရာတွေကအများကြီးဖြစ်ပါတယ်ဒေါသထွက်ချိန်မှာလူသားတွေဟာစင်ကျင်တုံတရားကိုဆုံးရှုံးပြီးအလွန်မင်းပြူမှုမိတတ်ကြပါတယ်ဒါကြောင့်ဒေါသနဲ့အတူပါလာတတ်တဲ့ဆုံးရှုံးမှုတွေကိုဖော်ပြပေးပါမယ်နံပါတ်၁ဆက်ဆံရေးများပျက်စီးခြင်း ဒေါသကြောင့်ကိုယ့်ရဲ့မိသားစုတငယ်ချင်းလှုပ်ခေါ်ကင်ဘက်တွေနဲ့ဆက်ဆံရေးတွေပျက်စီးတတ်ပါတယ်ဒေါသထွက်လိုက်တဲ့စကားတခွန်းကနှစ်ပေါင်းများစွာတိဆောက်ထားတဲ့ယုံကြည်မှုယဉ်ညင်မှုတွေကိုချက်ချင်းပျက်စီးစေနိုင်ပါတယ်နံပါတ်1အခွင့်အလမ်းများဆုံးရှုံးခြင်းဒေါသကြောင့်ကိုယ့်ရဲ့အလုပ်ကင်လုပ်ငန်းခွင်နဲ့လူမှုရေးအဆင့်တန်းတွေပါထိခိုက်နိုင်ပါတယ်ဥပမာအလုပ်မှာဒေါသထွက်ပြီးမစင်မချင်းဆုံးဖြတ်လိုက်မိပါကအလုပ်ပြုတ်တာရာထူးကျတာလစာဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်နံပါတ်3ကျန်းမာရေးထိခိုက်ခြင်း ဒေါသဟာစိတ်ဖိစီးမှုကိုဖြစ်စေပြီးတွေးတိုးနှလုံးယောဂနဲ့အခြားနာရာရှည်ယောဂတွေကိုဖြစ်စေနိုင်ပါတယ်ဒေါသမထွက်အောင်ထိန်းချုပ်နိုင်တဲ့သူတွေဟာကျန်းမာရေးပိုကောင်းပြီးအသက်ရှည်တတ်ကြပါတယ်နံပါတ်၄စိတ်ချမ်းသာမှု ဆုံးရှုံးခြင်းဒေါသထွက်နေသူဟာစိတ်မငြိမ်သက်ပဲဘဝရဲ့ပျော်ရွှင်မှုတွေကိုမခံစားနိုင်တော့ပါဘူးဒေါသဟာကိုယ့်ကိုယ်ကိုဒုက္ခပေးတယ်လို့ပတ်ဝန်းကျင်ကိုလည်းမကောင်းတဲ့စိတ်ဖိစီးမှုတွေပေးပါတယ်နံပါတ်၅လူမှုရေးကုန်တိတ်ခါကြာဆင်းခြင်း ဒေါသကြီးသူတွေကိုလူတွေကရှောင်ကျင်ကြသလိုအပေါင်းတင်းလဲတိတ်မလုပ်ကြပါဘူးဒေါသထွက်လိုက်ခြင်းကြောင့်ကိုအနှစ်နှစ်အလားလားတိဆောက်ခဲ့တဲ့ကိုရဲ့ဂုံတိတ်ခါယုံကြည်မှုနဲ့လေးစားမှုတွေကိုပါများစွာကြဆင်းစေပါတယ်ဒေါသဟာကိုရဲ့အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ်ကိုပါဖျက်ဆီးနိုင်တဲ့စိတ်အခြေအနေဖြစ်တာကြောင့်ကိုရဲ့ဒေါသကိုထိန်းချုပ်တတ်ဖို့အရေးကြီးပါတယ်ဒေါသကိုထိန်းချုပ်နိုင်တဲ့သူဟာဘဝကိုအောင်နိုင်သူပဲဖြစ်ပါတယ် အခုဆိုရင်ဒေါသကြောင့်ပျက်စီးဆုံးရှုံးစေနိုင်တဲ့အရာတွေကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။